အားလုံးမိတ်ဆွေများမင်္ဂလာပါခင်ဗျဇာငယ်မိတ်ဆွေတွေအားလုံးကာယဒုက္ခစိတ်ဒုက္ခနဖျားသောဒုက္ခနဲ့ပြည့်စုံလို့ဘေးပြာတွေဝေးကွာကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းတောပနာပြုသားလိုက်ပါတယ်ခင်ဗျဒီနေ့မှာတော့ဆရာက2025ခုနှစ်6လပိုင်းအဲ16ရက်ကနေပြီးတော့23ရက်နေ့အထိတပတ်တာကံကြမ္မာဟောစတန်းကိုမိတ်ဆွေတို့အားလုံးအတွက်ကိုဆရာတားလို့နဲ့ဆွဲခေါ်ကြပြီးမှာဖြစ်ပါတယ်ဒါကြောင့်ဆရာငယ်မိတ်ဆွေတွေအားလုံးဆရာရဲ့ဒီလိုက်လေးကိုချက်တယောက်တစ်ချက်စီလောက်နှိပ်သွားရင်ဆရာလို့ရောက်ရှော့ရပါလိမ့်ခင်ဗျ တောက်ကြသာသမီမိတ်ဆွေအားလုံးအဆက်ဆက်အရရအစဉ်ပြေအောင်မြင်တိုးတက်ကြပါစေလို့ဆရာကဆုတောင်းနေတယ်2025ခုနှစ်6လပိုင်း16ရက်ကနေ23ရက်နေ့ထိတပတ်စာပေါ်ကြပြီးမှဖြစ်ပါတယ်ခင်ဗျတောက်ကြသာသမီတွေပိုင်းဆရာကိုမှတ်ပြီးကြပါပါခင်ဗျတောက်ကြသာသမီမိတ်ဆွေတွေလက်ရှိမိတ်ဆွေတို့ရဲ့ရင်ထဲမှာအရာရာကိုမိမိတို့ရဲ့မျော်လင့်ချက်မျော်မှန်းချက်ရည်မှန်းချက်တွေကို ပြည့်မှာပြည့်ပါမလားဆိုတော့တဏှာစိတ်ကလေးတွေအနှဲငယ်ဖြစ်ပေါ်နေတာမျိုးတွေကြုံနေရတယ်။အာငါလုံးနေတဲ့လုပ်ရက်လေးတွေမှားနေပြီလား။ငါပြုတ်မှုနေတဲ့လုပ်ငန်းတွေအမှားကြီးတွေများပေါ်နေပြီလားဆိုပြီးကိုယ့်ကိုယ်ကိုဝေဖန်သုံးသပ်ဆုံးဖြတ်နေတော့ကာလဖြစ်ပါတယ်။ဒါကြောင့်ဆရာကမိစေတို့ရဲ့ရင်ထဲကဆန္ဒကိုတော့ဘာမှအကြံမပေးတော့ဘူး။ကောင်းတဲ့ဘက်ကိုရောက်ရှိအောင်စဉ်းစားတွေးခေါ်ပြီးတော့ဆုံးဖြတ်ဆောင်ရွက်နိုင်တဲ့အတွက်ကြောင့်မိစေတို့အနေနဲ့အဲ ကိုကိုကိုပြန်လဲစဉ်းစားသုံးသပ်ပြီးတော့လောက်ရတဲ့မှာတေချာတွေးခေါ်ပြီးတော့ရှေ့တို့ဆောင်ရလောက်ဆောင်ရင်ကောင်းပါတယ်အကျန်စီကောင်းအတွေးခေါ်ကောင်းနေရရှိတတ်သောကာလအပိုင်းချဖြစ်ပါတယ်ဒါအပြင်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့မိမိရဲ့တော့ဟိုဆနလိုဥကောင်းနဲ့ပတ်သက်တာမျိုးလေးတွေမှာကြိုက်ခဲတာမျိုးလေးတွေဥကောင်းနဲ့ပတ်သက်လို့မူးဝေတာမျိုးလေးတွေကြုံရတတ်ပါတယ်အလုတ်ထဲမှာစိတ်ပင်ပန်းတာမျိုးလေးတွေကြောင့်နည်းနည်းလေးဥကောင်းနဲ့ပတ်သက်ပြီးတော့ကြိုက်ခဲတာမျိုးခေါင်းမူးတာမျိုး ခေါင်းကိုက်တာမျိုးဒါလေးတွေမှာတော့ဖြစ်ရတတ်ပါတယ်เนาะတို့အပြင်အထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့ဖြစ်စီအလုံးနဲ့ပတ်သက်ပြီးတော့ဖြစ်စီအနေငယ်လေးအဲဆွမ်းလာလို့စိတ်ပန်းလူပန်းစိတ်မောလူမော ဖြစ်နေတာမျိုးလုပ်ငန်းအတွင်းအလုပ်အတွင်းမှာစီမင်းစည်းကမ်းအပြောင်းလဲလေးတွေကြောင့်အဲသူမဟုတ်ရင်အစီမင်းစည်းကမ်းအသက်လေးတွေကြောင့်တော့စိတ်ပင်ပန်းစရာလေးတွေတော့အနေငယ်လေးကြုံဝါတတ်တော့ခါလာဖြစ်ပါတယ်ခင်ဗျာเนาะဒါအပြင်ကိုကိုကိုတန်လျာစိတ်တွေများစွာဝင်နေတဲ့ငါလုံးနေရမှာ လုံငန်းအလုပ်နဲ့ပတ်သက်ရင်လည်းကိုကနားချိန်ကြမှာအလုပ်ကရှင်ကတွေ့သွားလို့ဟာငါကိုမြတ်ဒီလိုမြင်သွားပြီလားဆိုတော့ကိုကိုကိုယုံကြည်ချက်တန်ရာစိတ်တွေများစွာဖြစ်ပေါ်နေတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကိုကိုကိုမိတ်ဆွေတို့အနေနဲ့ကိုကိုကိုတတိထားဆင်ခြင်ပေးပါဒါအပြင်မိတ်ဆွေတို့အနေနဲ့အလုပ်နဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လာတဲ့အခါမှာပြောဆိုပါလိုတာထက်ပုံမူပြောဆိုတာဟာအားမဲစီသောကာလဖြစ်တဲ့အတွက်စကားများတဲ့တောက်ကြသားသမီးများအဖို့ကတော့တတိပြုဆင်ခြင်ရန်လိုအပ်သောကာလဖြစ်ပါတယ်ခင်ဗျာအလုပ်ပါ အလောက်ကိုင်းနဲ့ပတ်သက်ရင်ငွေကြီးနဲ့ပတ်သက်တာတွေရှေ့တို့ဆောင်ရလှုပ်ဆောင်မှာလက်လွန်ထားသောငွေကြီးတွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်မှာလုပ်ငန်းအစုချေရာစက်တူလုပ်ငန်းတွေအဆရှိတဲ့လုပ်ငန်းတွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်ရအသာကောင်းမှုတိုးတက်နိုင်ပါတယ်ငွေကြီးနဲ့ပတ်သက်လို့လက်လွန်ထားတဲ့ငွေကြီးတွေမှာလည်းပြန်လည်ပြောဆိုတောင်းတာမျိုးတွေအသာကောင်းမှုတိုးတက်နိုင်ပါတယ်ဒါအပြင်အဲအစုချေရာနဲ့ပတ်သက်တာမျိုးလေးတွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်တိုးတက်နိုင်သောကာလအပိုင်းရှာဖြစ်ပါတယ်ခင်ဗျမိတ်ဆွေတို့အနေနဲ့ဒီတစ်ပတ်တာအတော်အတွင်းမှာဆိုလို့ရှိရင်တော့အဲကြောက်တို့ စက်ပစ္စည်းတို့ကိုပိုင်လုပ်ငန်းတို့စားတောက်ကုန်တို့တန်းတို့သွတ်တို့စိမ်းတို့เนาะစာရေးကရိယာတို့ကွန်ပျူတာတို့ကားတို့အစားရှိရဲ့လုပ်ငန်းတွေနဲ့ပတ်သက်တာမှာရှေ့တို့ဆောင်ရွက်လှုပ်ဆောင်ပြီးအားသာကောင်းမွန်နိုင်ပါတယ်ခင်ဗျာเนาะခရီးသွားဆိုင်ရာလုပ်ငန်းတွေရှေ့တို့ဆောင်ရွက်လှုပ်ဆောင်ပါနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာတွေဗီဇာပတ်စပို့ဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်ရင်ရှေ့တို့ဆောင်ရွက်လှုပ်ဆောင်ရန်အားသာကောင်းမွန်သောကာလအပတ်တာကာလဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့လူငယ်ရဲ့ရှေ့ရင်းနဲ့ပတ်သက်လာရင်ရှစ်သူရည်စားရရှိတာမျိုးမိမိရှစ်တော်မြန်လို့တော်သူကိုဂျိမ့်တေပေါ့ရေရေကြီးဖွင့်ပြောပြောဆိုလိုက်ပါအမ ိမိတို့လိုချင်တဲ့လောက်လိုလားတဲ့လောက်ပြန်လဲရရှိပါလိမ့်မယ်။မရှိခင်ကညွတ်နေခံရတဲ့အတွက်မိတ်ဆွေတောက်ကြသားသမီးတွေကတတိထားစင်ပြီးရအတွက်တော့လိုအပ်တော့အပ္ပတာအပိုင်းရှားကာလာဖြစ်ပါတယ်။တတိထားစင်ပြီးရမှာကတော့ အလောင်းကစားနဲ့ပတ်သက်တာလေးတွေတတိထားဆင်ခြင်မှာအရှုပ်အနှောင်နဲ့ပတ်သက်တာမျိုးလေးတွေတတိထားဆင်ခြင်မှာအပြော်အပါးနဲ့ပတ်သက်တာလေးတွေတတိထားပါမိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေစိတ်တော့ကပြီးတက်တာမျိုးလေးတွေကြုံကားတက်တော့ကာလာပိုင်းရှာဖြစ်ပါတယ်အဲဆွမ်းနာလိုမိတ်ဆွေတို့နဲ့တတိထားဆင်ခြင်ပြီးရန်တော့အတွက်တော့ဒီချက်လေးတွေမှာအလောင်းကစားအပြော်အပါးနဲ့ပတ်သက်တာတွေဥပဒေနဲ့မကင်းတဲ့လှုပ်ဆောင်မှုလှုပ်ဆောင်မှုချက်လေးတွေမှာတော့ တတော်ကိုတတိတဆင်ကျင်ရမယ်ဒါအပြင်ထုံသူတွေမိတ်ဆွေတို့အနေနဲ့ပေါင်းမိတာမျိုးသိမိတာမျိုးလေးတွေကြောင့်လွယ်လွယ်ချော်ချော်ထစ်ထစ်ငုံငုံလေးတွေဖြစ်တတ်တဲ့အတွက်တော့ဒါလေးတွေမှာမိတ်ဆွေတို့အနေနဲ့ကိုကိုကိုတိုင်းတိပြီးတော့ကိုကိုကိုတိုင်းပြင်ကိုကိုကိုတိုင်းတတိတဆင်ကျင်ရအတွက်တော့လိုအပ်သောကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာ ဒီအပတ်တာတော့ဒီမှာမိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ရီမန်းချက်မျောလင်းချက်တွေကိုကြိုတင်ဖွင့်ပြောတာမျိုးလေးတွေမလုံဆောင်တာဟာတောက်ကြတာသမီးတွေအတွက်အကောင်းဆုံးအကြံစီဖြစ်ပါလိမ့်မယ်။လုပ်ငန်းတဲ့အလုပ်တဲ့စတင်နေဆိုရင်အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်ပြီးတော့လုံဆောင်တာမျိုးလေးတွေထပ်ကိုယ်ပိုင်တဦးတည်းတယောက်တည်းလုံဆောင်တာမျိုးလေးတွေလုပ်ငန်းနဲ့ပတ်သက်လာရင်တဦးတည်းတယောက်တည်းနဲ့ပတ်သက်ပြီးတော့ခြေတူဆောင်ရအောင်မြင်တာမျိုးလေးတွေမျောလင်းချက်ရီမန်းချက်တွေဖွင့်မပြောဘဲနဲ့ကြိတ်ပြီးတော့လုံဆောင်တာမျိုးလေးတွေတိုးတက်ကောင်းမှုစေပါရခင်ဗျာနော်။ဒါအပြင်ဇေဒနာတွေဝေဒနာဖြစ်ရတတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးပါနော်။ စေတနာအမျိုးကိုမောင်နှမနေနဲ့ပတ်သက်လာလို့ရှိရင်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးဆွေမျိုးသားချင်းနဲ့ပတ်သက်လာတဲ့အခါစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့တော့အဲဖြစ်နိုင်ရင်ဆွေမျိုးများမလာရလို့ဆိုင်းပုတ်တာကတ်ထားလိုက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျထို့အပြင်မိတ်ဆွေတို့ဒီအပတ်တာအတော့တွင်မှာတော့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်လာလို့ရှိရင်ဝင်လာတာမျိုးတွေကြုံရတတ်တယ်လို့အဲဆနာလိုပေါ့ခရီးသွားဆိုင်ရာကိစ္စလေးတွေမှာလည်းရှေ့တို့ဆောင်ရယ်လှုပ်ဆောင်လို့ကောင်းတော့ကာလာဖြစ်ပါတယ်ခင်ဗျာတို့အပြင်မိတ်ဆွေတို့အနေနဲ့အဲ ဆွနာလိုပေါ့ပတ်စံတို့ပစ္စည်းတို့တမိုးရှိတဲ့အရာလေးတွေမှာအထားမှအထားလွန်တာမျိုးလေးတွေကြောင်းတော့ခေါင်းမီးတောင်ရှားရတတ်တဲ့အတွက်တတိထားစင်ကြီးပေးရန်အတွက်တော့လိုအပ်ပါတယ်ဘာကိုဖြစ်ဖြစ်အလင်းစလို့ဆုံးဖြတ်တာမကောင်းဘူးလော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 ဆုံးဖြတ်တာမကောင်းဘူးဝုံတိုင်းဆုံးဖြတ်တာမျိုးလေးတွေမှာတော့တတိထားစင်ကြီးပေးရန်အတွက်တော့လိုအပ်သောကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ညံ့ပါတယ် နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကြတာမျိုးလေးတွေတို့မဟုတ်အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့เนาะအကြောင်းပြုပြီးတော့နည်းနည်းလေးစိတ်ပန်းလူပန်းမိမိရဲ့အိမ်အောင်ဘက်ကစိတ်ဒုက္ခပြီးတာမျိုးလေးတွေနည်းနည်းလေးကြုံရတတ်တဲ့အတွက်တော့အိမ်အောင်ကြီးမှာဆိုရင်တော့အိမ်အောင်ဘက်ရဲ့ကျမ်းမာရေးညံ့မှုလေးတွေကြောင့်တို့မဟုတ်အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေကြောင့်တော့တတိထားစင်ကျင်ပေးရန်လိုအပ်ပါတယ် ဒါအပြင်မိတ်ဆွေတို့အနေနဲ့သာသမီနဲ့ပတ်သက်လို့ရှိရင်သာသမီအငယ်တွေရဲ့နော်စိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်ရတာမျိုးလေးတဖက်လက်သားတွေနဲ့ပတ်သက်လာရင်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်သောကာလဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကြတာမျိုးတွေတာသမီတွေမှာတွေ့ရတတ်တဲ့အတွက်တော့တတိထားစဉ်းကျင်ပြန်လိုအပ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့ဒီအပတ်တာအတော်တွေမှာဆိုလို့ရှိရင်တော့ဖြစ်နိုင်လို့ရှိရင်အရန်ကြီးတိုးချက်လှုပ်ဆောင်တာမျိုးလေးတွေအားနည်းစေသောကာလဖြစ်ပါတယ်။ပတ်ဝန်းကျင်အများနဲ့ပတ်သက်ပြီးတော့အဲကိုက စေတနာနဲ့အကြံပေးလိုက်တာမျိုးလေးတွေဂျားတုံးဂျားမဝင်ကောင်းပါဘူးဥပမာမိမိအိမ်ကိုစေကံမိမိအိမ်ကိုကြောင်းပြီးစေယုံစေကံသွားမဲ့သူတွေကိုညာအိညာနေလက်မခံပါနဲ့ဒါအပြင်ဂျားတုံးဂျားဆိုတဲ့အတိုင်းဆွေမျိုးညီကိုမောင်နှမတွေဂျားထဲမှာကိုကစေတနာပို့ပြီးတော့ဝင်ရောက်မဖြစ်ရှင်းပေးပါနဲ့ညံ့ပါတယ်ဒါအပြင်မိမိအိမ်ကိုအိမ်တော်ကွဲသောမဟုတ်ဆွမ်းနာလိုပေါ့ပြဿနာတက်ပြီးတော့ဆင်းလာတာမျိုးကွဲလာတဲ့သူတွေကိုညာအိညာနေလက်မခံထားပါနဲ့ အဲ့ဒီအပူတွေဟာမိတ်ဆွေတို့ရှိကိုကူဆက်တတ်ပါတယ်ဒီအပူတော့ကတွေပျောက်ကင်းစီရာအတွက်ဆိုလို့ရှိရင်မိတ်ဆွေတို့နဲ့ဖျောင်းနိုင်လျှောက်တိုင်ကိုဖျောင်းနိုင်လျှောက်တိုင်ကိုအနီရောင်ဖျောင်းနိုင်လျှောက်တိုင်ကိုမှန်လိုက်တဲ့စရာလည်းမလို့ဖျောင်းနိုင်လျှောက်တိုင်ကိုနော်မိတ်ဆွေတို့ရဲ့နော်ဟိုအိမ်ဝင်ပေါက်မှာနော်အိမ်ဝင်ပေါက်မှာဆရာတို့တစ်သားဆိုဝါဆိုဝါတပြားတည်းနဲ့တစ်သားဆိုတစ်သားတပြားတည်းဝါတော့အမှန်ပူကောင်းတာဝါပြားလေးတစ်ပြားဟုတ်တင်ပြီးတော့ဖျောင်းနိုင်လျှောက်တိုင်ကိုအနီရောင်လျှောက်တိုင်ကိုမိမိရဲ့အိမ်ပေါက်သို့မဟုတ်ခြံပေါက်မှာဖွင့်ပြီးတော့ နော်ဒါလေးတွေကိုထွင်းပြီးတော့အရန်ကန်ညံ့နေတဲ့မိတ်ဆွေတို့ထွင်းလိုက်ပါဒါဆိုရင်မိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စဘယ်နေ့ထွင်းထွင်းရပါလဲလုပ်ငန်းကိစ္စတရက်ထက်ထွင်းရပြီနော်လုပ်ငန်းကိစ္စအလုပ်ကိစ္စပိတ်နေတဲ့လက်တွေကြန့်ကြာနေတာတီလွဲလွဲနေတာတွေအားလုံးဟာချော့ချော့ချူချူဖြစ်ပြီးတော့ကောင်းမွန်သွားမယ်ကာလာပတ်တာကာလာပိုက်ရှာဖြစ်ပါတယ်ခင်ဗျာ ထီကန်ဆန်းလို့ကောင်းပါတယ်ထီထိုးတာမျိုးထီကန်ဆန်းတာမျိုးလေးတွေမှာတော့လုံငန်းညင်းနဲ့ဝင်လာတာမျိုးလေးတွေမထင်မှတ်ဖဲနဲ့เนาะပဋ္ဌာန်းဆက်ပုံကိုဆက်တည်းရဲ့အခုကြီးတွေကိုရရှိတတ်ပါတယ်ခင်ဗျာဒါကြောင့်အဆက်ဆက်ရရเนาะထီကန်ဆန်းမှာအကျိုးပေးသောခဏအခရာလေးနေနေဆို0ခဏခွနဲ့ခဏလေးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစေပါတယ်အကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့အဝါရောင်အညိုရောင်အစိမ်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုဇီတော်ပတ်တာဖြစ်ပါတယ်အကျိုးပေးသောအရက်ဟာတော့ အနောက်ရဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့ရဲ့အိမ်အတွင်းမှာ ဆင်းလူတော့အပဲ့အပြက်တွေဖះဆင်းလူတော့အပဲ့အပြက်တွေသူမဟုတ်အဆောင်တွေလက်ခွဲတွေရှိလို့ရှိရင်အအဟောင်းတွေရှိလို့ရှိရင်စွန့်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေဖះတရားပုံမှုလို့ပါအဆောင်ချက်ပဋ္ဌာန်းဆက်ကောင်းတွေရဲ့အကူအညီကိုရရှိပြီးတော့ဘလောက်ပဲအခက်အခဲရှိစေကမှုအဆင်ပြေအောင်မြင်တိုးတက်သွားမှာအသေးချာပဲဖြစ်တယ်မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာတွေကိုလှုပ်ဆောင်ဖို့အတွက်တိုးတက်စေဖို့အတွက်ဆိုမိမိအိမ်ရဲ့အရှိမျက်နှာအရှိဘက်အရက်လောက်မှာရှိတဲ့အပင်ကြီးကြီးတစ်ပင်မှာရှိတဲ့ တစ်ပင်ဆောင်နှက်ကိုမေတ္တာပို့ပြီးတော့သွားပါတယ်လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေတိုင်တယ်ပြီးတော့သွားပါတယ်ဒါဆိုရင်မိတ်ဆွေတွေရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေအောင်မြင်ပြီးတော့တိုးတက်နိုင်တော့အပိုင်းခြားကာလဖြစ်တယ်စာချုပ်စာတမ်းကိစ္စအမေရကိစ္စဝယ်တဲ့ကိစ္စလေးတွေမှာလက်မှတ်ထိုးတဲ့အခါမှာတည်တည်ရှင်းရှားအခောက်အခောက်ခါကပြန်ဖတ်ပြီးတော့မှထိုးပါတယ်เนาะဒါအပြင်မိတ်ဆွေတို့ဒါလေးတွေကိုတော့တတိယဆင်ခြင်ပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအဆက်ဆက်ရရအစဉ်ပြေစီရန်အတွက်အဆက်ဆက်ရရအောင်မြင်တိုးတက်ပြီးကံကောင်းစီရန်အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ အဲကုန်ပစ္စည်းတွေရောင်းကုန်တွေအယောင်းတွေအယောင်းထွက်စီပြီးတော့မိမိတို့ရောင်းဝယ်မှုကောင်းစီရန်အတွက်ဆိုရင်တော့အဲဦးညကိမတ်မစနေနံအညွတ်တညွညွနဲ့ရိုက်ပုတ်ထိတွေ့ပါဥပမာပေါ်ဒန်းရွက်တို့ဦးညိုခိမတ်တုဒဝေးကြီးဆိုတော့အဲ စနေနံဖြစ်တဲ့ဒန်းညွန်တို့ထန်းညွန်တို့အစရှိတဲ့အရာလေးတွေနဲ့ရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းလိုက်ပါတယ်သို့မဟုတ်ရင်ဓာတ်တို့နော်စနလိုပဲစနေနံနဲ့ပတ်သက်တာထီတို့နဲ့အဲထီတို့နဲ့ရိုက်ပုတ်ထိတွေ့ဖနှက်နေတော့သွားမရိုင်းနဲ့နော်ထီတို့နဲ့ရိုက်ပုတ်ထိတွေ့ပြီးတော့ရိုက်လိုက်ပါတယ်ဒါဆိုရင်မိတ်ဆွေတို့ရဲ့အဲစနလိုပေါ့ရောင်းဝယ်မှုကွန်ပစ္စည်းတွေအယောင်းတွအယောင်းဖတ်ပြီးတော့ကံကောင်းစီမှာအတေးကြပဲဖြစ်တယ်လို့ပြောရင်းနဲ့ကဲနောက်ဆုံးပဲအိမ်နဲ့လွယ်စနေတွေတို့ဟောကြမှာတယ်တောက်ကြသားသမီးတွေအားလုံးအဆက်ဆက်ရေးအစီအစဉ်ပြကြပါစီခင်ဗျာ